ဒီနေ့ပြပြပေးရှင်းတဲ့အကြောင်းအရာကတော့အစ်စ်အရွယ်လိုက်အိတ်ချင်းဘလောက်လိုအပ်တယ်လဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။အိတ်စ်ချင်းကကျန်းမာရေးကိုထိန်းသိမ်းရမှာအရေးကြီးတဲ့လှုပ်ဆောင်ချက်တွေကြောင့်တစ်ခုဖြစ်ပေမဲ့အများစုကအိတ်ချင်းဘလောက်လိုလဲဆိုတာကိုသိနားမလည်ကြပါဘူး။အာယုံကျောအထုကုဒေါက်တာစူတီယာကုမာကအစ်စ်အရွယ်လိုက်အိတ်ချင်းပမာဏလိုအပ်ပုံကိုဖော်ပြထားပါတယ်။အသက်3လအထိမွေးခင်းစကလေးတွေက14နာရီမှ18နာရီအသက်4လမှ12လ12လအထိက12နာရီမှ16နာရီအသက်1နှစ်မှ5နှစ် ထိက10နာရီမှ14နာရီအသက်6နှစ်မှ12နှစ်အထိက9နာရီမှ12နာရီအသက်73နှစ်မှ78နှစ်ကနေ8နာရီကနေ10နာရီထိအိတ်ချင်လိုအပ်မှာဖြစ်ပါတယ်အသက်78နှစ်နဲ့အထက်ကတော့9နာရီကနေ9နာရီဖြစ်ပါတယ်ရှင်ဒေတာလူမျိုးအလိုက်အနေငယ်ကွာခြားနိုင်ပေမဲ့ပြန်မြပမာဏကတော့ဒီနှုံးနေအတိုင်းဖြစ်တယ်လို့ဒေါက်တာဂျာဂါဒက်ဟိုကပြောကြားထားပါတယ် မွေကန်းစာကလေးတွေကအုံနောက်နဲ့ခန္ဓာကိုယ်လင်းမြန်စွာကြီးထွားနေတဲ့အတွက်အိတ်ချင်အမြောက်အများလိုအပ်တာဖြစ်ပါတယ်။ဒီအရွယ်မှာအိတ်ဆက်ချင်းကမှတ်ညံဖွဲ့စည်းပုံလေးလာတင်ယူခြင်းကိုယ်ခံအားစနစ်ဖွံ့ဖြိုးခြင်းတို့အတွက်အရေးပါပါတယ်။အရွယ်ရောက်တဲ့အချိန်မှာတော့အုံနောက်အသိဉာဏ်ဆန်းဆောင်ရည်ဆဲထိခိုက်မှုပြုပြင်ခြင်းစိတ်ခံစားချက်ထိမ့်သိမ်းမှု ထောက်ပံ့ခြင်းတို့အတွက်သာအဓိကအရေးပါပါတယ်။ အရေးပြတဲ့ခါအာယုံဆစ်ဆတ်မှုညော်နေတာတုံ့ပြန်မှုနှေးတာစိတ်အနှောက်ရှင်းဖြစ်စေတာကိုခံအားနည်းတာတို့ဖြစ်လာစေနိုင်ပါတယ်ဒါကြောင့်မလို့အိတ်ဆစ်ချင်းကိုလည်းအထူးဂရုစိုက်တင်ကြောင်းရန်ကုန်မီဒီယာဂရုမှဖော်ပြထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်နောက်ရက်ဒီမှာလည်းစိတ်ဝင်စားဖွယ်ရာအသိပညာပေးအကြောင်းအရာချို့ကိုရွေးထုတ်တင်ဆက်ပေးမှာမို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်